မီလဝါတိုင်းနဲ့ဆရာကြီးဖြစ်နေပေမဲ့မိမစကားအောက်ပြပြဝစ်နေရတဲ့နေထူးနိုင်အလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကြိုဆိုလိုက်ပါတယ်။ကွင်းနေထူးနိုင်ဆိုတာနဲ့အန်အောဖွေရအစွမ်းတွေကိုပိုင်ဆိုင်ထားပြီးဘာနဲ့မှမတိုးတဲ့မင်းသားတယောက်ဆိုတာကိုအလုံးကသိကြပြီးသားပေါင်း သူတရုတ်ဆောင်ခဲ့တဲ့ဇာကားတွေကြောင့်တနိုင်ငံလုံးကပြည်သက်တွေကမီလဝါကွင်းနေထူနိုင်ဆိုပြီးနမဲပေးခဲ့ကြတာပဲဖြစ်ပါတယ်ဒီလိုနမဲပေးတာကိုလည်းစိတ်မဆိုးတဲ့အပြင်သဘောတော်ကျနေပါသေးတယ်သူခေသူခါတော့ကတော့သူ့ရဲ့ဇလန်းတွေရောပြည်သက်တွေကြအရန်ကိုခစ်ဆားခဲ့တာပေါ့ဒါပေမဲ့လည်းတိုင်းပလောက်တက်တက်အိမ်ကမိမကိုတော့ကြောက်ရပါတယ်တိုင်းစွမ်းတင်နဲ့မြေရှိုးမိုးပြန်လုံနေသူဖြစ်တာကြောင့်ကြောက်ရမဲ့သူမရှိဘူးလို့ထင်ကြတာပေါ့ဒါပေမဲ့နေထူးနိုင်ကယောက်ျားတွေထဲကယောက်ျားတယောက်ဖြစ်တာမို့မိမကိုအတော်လေးကြောက်ရပါတယ် ကျွန်တော်ကကြောက်တယ်ဆိုတာစကားအရပြောတာပေါ့တကယ်ကတော့ချစ်ပြီးစိတ်ချမ်းသာစေချင်တာပါလို့ဆိုကောင်းမိမကြောင့်ရကြောင်းကိုလည်းဝင်မခံပဲချစ်တာဆိုပြီးနေထွန်းနိုင်ကနှိမ်မဲ့သူတွေကိုချိုးတင်ကာကွယ်ပြောဆိုလာခဲ့တာပေါ့တိုင်းတက်လည်းမိမကြောင့်ရတဲ့ကွီးမို့အိမ်ပြန်ရောက်ရင်မိမက ထောင်းမကိုလည်းကြောက်ရပါသေးတယ်မိမကလည်းဖုန်ခဏခဏဆက်တက်တာကြောင့်မိမကိုချစ်တဲ့ကွီးဟာဖုန်းမကင်ပဲလည်းမနေရဲပါဘူး ိမကိုစိတ်ချမ်းသာစေချင်တာကြောင့်ကြောက်ချင်အောင်စောင့်နေတယ်လို့လည်းပြောခဲ့ပါသေးတယ်။ဒါပြင်စော်ဘွားသခင်၊ကြောင်မြရှင်၊ပန်ထရာရှင်၊နင်ဂျာဘရင်၊ဘရင်တွေထဲကဘရင်ဖြစ်တဲ့ကွေးတယောက်ဟာဆိုရင်တော့လောကကြီးမှာသူ့ကြောင့်နေရတဲ့သူကသူ့မိမပဲရှိပါတယ်။အယားယာကိုမီးလဝါတစ်ချက်ထဲနဲ့အနိုင်ယူနိုင်ခဲ့ပေမဲ့အိမ်ကမိမနဲ့တွေ့တော့မီးလဝါဟာလည်းမိမကိုနှိပ်ပေးရတဲ့လဝါဖြစ်သွားပါတယ်။ မိမတခွန်းဆိုတခွန်းဟိတ်ဆိုဟိတ်တိတ်ဆိုတိတ်တဲ့ကွေးဟာအိမ်မတင်မဟုတ်ပဲအပြစ်မှလည်းမိမကိုကြောက်ရတာပါအခုလည်းမိမကလာကြုံမဲ့ဆိုလို့စောင့်နေတာပါလို့တောင်ပြောခဲ့ပါသေးတယ်သူ့မိမစိတ်ကောက်တာကိုလည်းအပြစ်မမြင်တဲ့အပြင်မိမတဘာဝမှုကောက်တာပါဆိုပြီးဖြည့်တွေးပိတ်တတ်သေးတာပါမိမရဲ့ဘာကိုကြောက်လဲမင်းရင်တော့အကုန်ကြောက်တဲ့ကွေးဟာသူ့မိမကိုစိတ်ချမ်းသာစေချင်တာပါ မိမဟာကြောက်စရာမဟုတ်ဘူးဆိုပြီးလူရှိမှကြွေးကြော်နေတဲ့ဂွိနေထွန်းနိုင်ကသူ့မိမစိတ်ပူစင်မဲ့အရာတွေကိုလည်းမလုပ်ပါဘူး။သားသမီးတွေအပေါ်မှာလည်းနားလည်ပေးပြီးတော့သူတို့ဖြစ်ချင်တဲ့အရာတွေကိုပဲဖြည့်ဆည်းပေးချင်တာဖြစ်ပါတယ်။သားရီသားတရုတ်ဆောင်လို့ချင်နေဆိုရင်လည်းအပြည့်အဝကိုဖြည့်ဆည်းပေးမှာဖြစ်ပါတယ်ခင်မောင်းကောင်တယောက်ပြီးတပြီးသားရီအပေါ်မှာလည်းအရန်ချစ်နေတဲ့ဂွိနေထူနိုင်ကစကားကိုလည်းထိုင်ထိုင်သိမ့်သိမ့်နဲ့ပြောပါတယ် သူရဲ့စကားတစ်ခွန်းကတသက်လုံးအမှားပါသွားမှဆိုတဲ့အတွက်တက်နိုင်သမျှမီဒီယာပေါ်မှာမဖြေဖြစ်တာများပါတယ်။ဒါကြောင့်မို့လဲသူရဲ့ဂိုင်းချုပ်အိမ်သူတတ်ထားဇနီးမယားကလည်းအင်တာဗျူးတွေမှာတိတ်မလိုက်တာဖြစ်ပါတယ်။အခုလက်ရှိမြဆိုတဲ့ဇလန်တွဲထဲမှာတော့သူတစ်ခါမှတရုတ်မဆောင်ဘူးတဲ့ character တွေ item တွေနဲ့ပေါဝင်ရိုက်ကူးနေတာဖြစ်ပါတယ်။ပုံမှန်ဆိုရင်တော့ဇလန်တွေမှာတိတ်တရုတ်မဆောင်တော့ပဲဇလန်တွေကိုစိုက်နေတက်လို့လာဝဲယူရင်ရောင်းခဲ့တာပဲဖြစ်ပါတယ်။ယခုမြဇလန်တွဲမှာတော့သူ့ channel အတွက်မဟုတ်ဘဲအခြားသူရဲ့ channel အတွက်ပထမဆုံးတရုတ်ဆောင်ပေးခြင်းပဲဖြစ်ပါတယ်။ ကာရိုက်တာတွေကိုတော့ညင်းတဲ့အထဲမှာပါပေမဲ့ခေါ်မရိုက်ဖြစ်တာကြောင့်နေထူးနိုင်တယောက်ဇလန်းတွေသိမ့်မရိုက်ဖြစ်တော့တာပဲဖြစ်ပါတယ်ခေါ်ရိုက်ရင်လည်းဇက်ကောင်ကအတက်နိုင်ဆုံးအကောင်းဆုံးအလိုက်ဖက်ဆုံးဖြစ်အောင်ရိုက်တာပါပရိသတ်တို့ရောဂွိနေထူးနိုင်လို့မိမချောက်တက်တဲ့သူတယောက်လားဆိုတာပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခွဲကြပါအောင်နော် နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ